င်္ဂလာပါရှင်။ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်နိုင်ငံသားတွေကိုလိမ်လည်မှုမှာပါဝင်ပတ်သက်တဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းကောင်းဆောင်တွေကိုဖမ်းဆီးနိုင်ဖို့ဒါမှမဟုတ်ဖြစ်မှုထင်ရှားစီးရင်နိုင်ဖို့အချက်လက်ပေးတာတွေလိမ်လည်မှုကရတဲ့ငွေတွေကိုသိမ်းဆည်းနိုင်စေတဲ့အချက်လက်ပေးတာတွေအတွက်ဒေါ်လာ25သန်းအထိစုချေးငွေချိမြင့်သွားမှာပါဟုအမေရိကန်နိုင်ငံသားဝင်ကြီးဌာနမှအကြီးအကဲအရာရှိတအုပ်ကပြောပါရယ် ရှားဖြန့်စင်တာများကိုဖြိုခွဲရန်အဖွဲ့ပေါင်းစုံပါသောလိမ်လည်မှုစင်တာနှိမ်နင်းရေးတပ်ဖွဲ့အဖွဲ့စည်းကြောင်းအမေရိကန်ကြေညာချက်သည့်အခြေအနေကိုပြောင်းလဲစေခဲ့သည်ဟုကမ္ဘာလုံးဆိုင်ရာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖြတ်ရေးလှုပ်ရှားမှုမှာဂျေဆင်တာဝါကရူတာသတင်းဌာနသို့ပြောကြားပါရယ်ကမ္ဘာအင်အားကြီးနှစ်နိုင်ငံကကြာဖြတ်နှိမ်နင်းဖို့တွန်းအားပေးနေတာကစစ်ကောင်မရှင်တပ်နဲ့သူ့ရဲ့ BGF နေချာဆောင်တပ်ကိုအခက်တွေ့သွားစေတယ်ကမ္ဘာလုံးကျော်ရဲ့အတွက်ကြီးမားတဲ့ချိန်ချမှုဖြစ်တဲ့လိမ်လည်မှုစင်တာတွေကိုကင်ထွေးဖြည့်ရှင်းဖို့ နိုင်ငံတကာအတိုင်းဝိုင်းကပုံပြီးစီးယုံလာကြတာကိုစစ်ကော်မရှင်တပ်ကရှင်းရှင်းလင်းလင်းမြင်လာပုံရပါတယ်ဟုတောက်ဘာကပြောပါတယ်။အမေရိကန်၏လိမ်လည်မှုစင်တာနှိမ့်နင်းရေးတပ်ဖွဲ့တွင် Federal စုံစမ်းစစ်ဆေးရေးဖြူရုံ FBI အမေရိကန်လှုပ်ဝက်ထောက်လန်းရေးဌာနနှင့်အမေရိကန်ဗန္ဓာရေးဝန်ကြီးဌာနတို့မှဝန်ထမ်းများပါဝင်ပါတယ်။ဆက်လက်ပြီးနှမောက်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်တိုက်ခိုက်ခံရတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မကွေးတိုင်းနမောက်မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာအထိနာသွားတယ်လို့နမောက်ကလုံ PDF ရဲ့တာဝန်ရှိသူကိုအောင်တင်ကပြောပါရယ်ဒီကနေ့နိုဝင်ဘာ25ရက်မနက်၈နာရီခွဲခန့်ကနမောက်မြို့နယ်ရွှေမွန်ရွာကနေစစ်ကြောင်းထိုးလာတဲ့အင်အား80ခန့်ပါစစ်ကောင်စီတပ်စစ်ကြောင်းကိုကြောက်တန်းကြီးရွာနဲ့တရချောင်းကန်လကြီးရွာကြားမှာနေပြီးတော့တပ်ရင်းဖြူဟာ18တပ်ရင်း903ဖြစ်တဲ့နမောက်ကလုံ PDF အဖွဲ့ကတိုက်ခိုက်ခဲ့တာပါကျွန်တော်တို့နဲ့ထိတ်ထိတ်တွေ့တာပါ တဆယ်လောက်တော့အနည်းဆုံးသိနိုင်တယ်တောင်ပေါ်နဲ့တောင်အောက် ပြစ်တာဆိုတော့လေလို့နမ်ပေါကလုံး PDF ရဲ့တာဝန်ရှိသူကိုအောင်တင်ကပြောပါရယ်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုကိုသတင်းဌာနကအတည်ပြုနိုင်တာမရှိသေးပါဘူးတိုက်ပွဲဟာမိနစ်20ခန့်ကြာပြီးနောက်နမ်ပေါမျိုးဘက်ကနေစစ်ကူတွေတက်လာတဲ့အတွက်တော်လန်ရေးရဲဘော်တွေစုခွာခဲ့တယ်လို့လည်းသိရပါရယ်နမ်ပေါမျိုးနယ်မှာလည်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးပြီးခဲ့တဲ့နိုဝင်ဘာ18ရက်ကချက်တောက်တွင်ကြေးရွာကိုလေကြောင်းတိုက်ခိုက်လို့ပြည်သူ၃ဦးသေဆုံးခဲ့ပါသေးတယ်ကျမတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင် ားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်